ကွန်ကရစ်လော်တာမှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်မိကွန်ပြောကြားခဲ့ကြောင်း CNN သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။မိကွန်ထဲမှာအမေရိကန်စီးပွားရေးလူဝင်မှုကြီးကြပ်ရေးမူဝါဒအကြောင်းတွေကိုအလေးပေးပြောကြားခဲ့ပါတယ်။ဒါပြင်ဆိုယာဝန်ထမ်းအင်အားလျှော့ချတာယူကရိန်းသမ္မတနဲ့စကားအခြေတင်ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့လဲကာကွယ်ပြောဆိုနိုင်မဲ့အခွင့်အလမ်းရမှာဖြစ်သလိုကုန်သွယ်ခွန်သုံးကောင်းတဲ့ကိစ္စလဲထဲဝင်ပြောကြားသွားတယ်လို့သိရပါတယ်။ ဖက်ဒရယ်အစိုးရဖြတ်သိမ်းရေးအမေရိကန်မဟာမိတ်တွေကြောင့်တင်းမာမှုတွေစီးပွားရေးမတိချာမရေရာမှုတွေကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရက်သက်သက်ပတ်နိုင်ငံအတွင်းကကနေဒါမဂ္ဂစီကောနဲ့တရုတ်တို့ကြားတင်းမာမှုဖြစ်စေခဲ့တဲ့ကုံသွယ်ရေးစစ်ပွဲကိုပြန်လည်ပြုတ်ပြင်တုံ့တက်ပြီးနိုင်ငံစီးပွားရေးအတွက်မဆုံမဖြစ်ကြိုးပမ်းအားထုတ်မှုတွေအမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့ထရကန်ဂရီကိုပြုတ်ပြောကြားခဲ့ပါတယ် ဒါပဲမဲ့လေတမလထရာအတွက်အရေးကြီးဆုံးကတော့အထက်လွှတ်တော်ရော အောက်လွှတ်တော်ပါလူများစုဖြစ်တဲ့ Republican တွေကမတ်လ14ရက်အလွန်အစွန်း130ချမ်းမှတ်ပေးဖို့ပါဝင်ဝင်နေမိသားစုအတွက်ကျန်းမာရေးဆောင်ရှောက်တဲ့ Medical အစီအစဉ်ကိုရပ်ဆိုင်ပြီး American တင်ရှိနေတဲ့ကျွေးမီပမာဏကိုပြန်ဖြည့်ဆက်ဖို့နဲ့ထရန်တမရပထမသက်တမ်းကာလ2018ခုနှစ်မှာအခွန်ပြုပြင်ပြောင်းလဲတဲ့အစီအစဉ်အကောင့်ထဲပေါ်ရမှာ လိုအပ်တဲ့ငွေကြေးပမာဏကိုဖြည့်ဆည်းပေးဖို့နဲ့ပတ်သက်ပြီး Republican တွေကြားထဲမှာတော့သဘောထားကွဲလွဲနေတာပါ Trump ဆန်ဘော့ကအမေရိကန်သားပထမဦးစားပေးဖြစ်ပြီးအမေရိကန်အိမ်မက်ကိုပြန်လည်စမ်းသစ်ခြင်းအပြင်ပြည်သူတွေအတွက်ငွေကြေးပုံမထောက်ပါမှုတွေဆောင်ရွက်နိုင်ရေးအတွက်ကွန်ကရစ်လော့တော်ကိုတောင်းဆိုခဲ့ပါတယ်။တမနာထရက်ကတော့ One Big Beautiful Bill လို့သူခေါ်တဲ့အမေရိကန်ပြည်တွင်းမူဝါဒနဲ့ပတ်သက်တဲ့အသုံးစရိတ်ကိုလွှတ်တော်ကအတိအပြုပေးဖို့လဲဆက်အားထက်တန်နေတာကိုတွေ့ရပါတယ်။ရှေ့ဆက်ပြီးအလုပ်တွေအများကြီးလုပ်ရမှာဖြစ်တယ်လို့အမေရိကန်ပထမဆိုတဲ့မူဝါဒကိုအကောင့်ထဲပေါ်နေတာဖြစ်တယ်လို့လူများစုံအောက်လွတ်တော်ဩက္ကဋ္ဌမိုက်ကျွန်ဆန်းကသတင်းထောက်တွေကိုလွန်ခဲ့တဲ့သတင်းပတ်ကပြောကြားခဲ့ပါတယ်။ ဒီမိုကရက်တွေကတော့အတိအဆိုပြုချက်ဟာချမ်းသာကြွယ်ဝသူတွေအတွက်တအကျိုးရှိလိမ့်မယ်ဆိုပြီးပြည်တွင်ဝေဖန်ပါတယ်။အသက်အရွယ်ကြီးရသူကလေးတွေမတန်ဆွမ်းသူတွေရရှိမဲ့ခန်းစားခွေတွေကိုဖျက်တောက်ပြီးတတိယတွင်ပိုချမ်းသာလာအောင် လုပ်တာပဲလို့လူနေစုကောင်းဆောင်အထက်လွှတ်တော်အမတ်ချော့စကူမာကပြောပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။